ြော့ဒီပုံစံတိုင်းအမှန်တကယ်လုတ်ပေးမှသိကြရင်အပြောနဲ့အလုံးနဲ့ညီမသိကြရင်ကျိတ်တေပေါ့ပြီးခံဖြိုးကိုအားလုံးကမဲပေးရွေးချက်ပါလိမ့်မယ်။မဲပေးပါလို့မဲတောင်းစရာမလိုတဲ့နဲ့ပြောနဲ့အလုံးနဲ့တော့အမှန်တကယ်ညီမယ်ဆိုရင်ကျိတ်တေပေါ့ပြီးခံဖြိုးကိုလူလူကမဲပေးလိမ့်မယ်။ကျွန်မကိုယ်တိုင်လည်းမဲပေးမယ်။နော်။ဆိုတော့တော့အပြောနဲ့အလုံးနဲ့ညီစေချင်တယ်။နော်ဒေါအောင်ဆန်းစုကြည်ဆိုလည်းဒီလိုပဲ။ ဘာလို့ပါတီအစိုးရဖြစ်ချင်ပထမဆုံးလုံးမာကအမျိုးစုံစားချုပ်ကိုပြည်သူကိုချပြမှာပါမျိုးစုံစားချုပ်မှာစစ်တပ်ကဘယ်လိုမျိုးတွေလှုပ်ထားလဲဘယ်လိုသဘောတူညီချက်တွေလှုပ်ထားလဲဆိုတော့ကျမတို့မသိတဲ့အတွက် NLD ပါတီအစိုးရဖြစ်ချင်ပထမဆုံးလုံးမဲ့အလုပ်ကမျိုးစုံစားချုပ်ကိုပြည်သူကိုချပြပါမယ်ဆိုပြီးတော့ကချင်ပြည်နယ်မြစ်ကြီးနားမှာကချင်ဝတ်စုံဝတ်ပြီးကချင်လူမှုကိုတော်ဆိုကြည့်ခြင်းထက်တကယ်တဲ့အစိုးရဖြစ်တဲ့အခါကျတော့၅နှစ်လုံးတော့မျိုးစုံချောင်းကိုတခွန်းမှမဟပဲနဲ့အတိတ်မိသလိုရွှေပြောက်သလိုအယူကွက်နေပြီးတော့ မျက်နှာပြောင်တိုက်ခဲ့တဲ့အနေအထားလေးရှိကျွန်တော်ဗာလေးပြောခြင်းလဲဆိုတော့အဖသားကြီးတွေအဘသားကြီးတွေမြင်မကောင်းတော့ပါဘူးဆိုတဲ့အကြောင်းလေးကျွန်တော်ပြောခြင်းတာပေါ့ဗျာအဘသားတွေအဘသားတွေအားလုံးကိုကျွန်တော်လေးစားတယ်အဘသားကြီးတွေအားလုံးကိုကျွန်တော်လေးစားတယ်အဘသားကြီးတွေကိုဘာကြောင့်လေးစားရလဲဆိုတော့အဘသားကြီးတွေကတတ်မတော်ဘက်ကနေပြီးရင်သူကကြလာမမမမရက်တည်တယ်ပေါ့ဗျာနိုင်ငံဘက်ကနေရက်တည်ကြတယ်ပေါ့တော်တော်လည်းပဲစိတ်သက်တွေအောက်ထမ်းကြတယ်ဗျာဒီပွဲမှာတော့ဗျဒီကိုဇော်ဘုန်းကြီးနဲ့ ဖြစ်တဲ့ဟာမှာဆိုလို့ရှိရင်နိုင်ငံမှာအကျင့်ပြည့်အကျင့်ပြည့်ဝန်တန်းဆိုတာတတ်ထဲမှာလည်းရှိတယ်ဒီအကျင့်ပြည့်ဝန်တန်းတွေကိုကိုသောဘုန်းကြီးကထောက်ပြတဲ့ခါမှာကြက်လာအနာရှိတဲ့လူတွေဆက်အနာရှိတဲ့လူတွေဆက်လို့ပြောတာအဲ့တော့အနာရှိတဲ့လူတွေဆက်အနာမရှိတဲ့လူကမဆက်နိုင်လေဗျာအဘသားကြီးတွေပေါ်သူတို့ကကြက်လာအဘကိုကိုးကွယ်တာသူအဘသားကြီးတွေမှာအမကင်းလာအဘသားကြီးတွေမှာအဆဲကင်းလာ အပသားကြီးတွေကျလာမြင်မကောင်းမှုကျလာတခါတည်းရေးတာတာကြီးဆဲထားတာတွေကျေကျလာဟိုရာတွေကျလာညစ်တိညစ်ပတ်တွေပြောထားတာတွေအများကြီးပဲဒီအဖသားကြီးတွေမှာလည်းပဲအဖသားကြီးကျွန်တော်နာမည်ထုတ်မပြောချင်ဘူးပြတဲ့ပုံကိုရေးဖြစ်ကုန်ပါသလိုဒီအဖသားကြီးတွေလိုပဲပြောချင်တယ်အဖသားကြီးတွေဂရုလိုက်ရှိတယ်အုတ်လိုက်ကြီးဖြစ်နေအခုကအုတ်လိုက်ကြီးအဘသားကြီးတွေကအုတ်လိတ်ကြီးဗျာကိုယ်တော်ဝင်းကိုစောနေကြတာကြည့်လို့မကောင်းပါဘူးမြင်လို့မကောင်းပါဘူးခင်ဗျားတို့စောက်ရှစ်ကလေးရှိကြပါခင်ဗျားတို့ရဲ့စိတ်တက်တွေအောက်တန်းကြတာကိုခင်ဗျားတို့ကိုယ်တိုင် ပေါ်ပြနေတာ ျွန်တော်တို့ကခင်ဗျားတို့ကိုလေးစားခဲ့တာတန်ဖိုးထားခဲ့တာတန်ဖိုးထားခဲ့တာအခုချိန်မှာတော့ပြင်ခင်ဗျားတို့စိတ်တက်တွေကိုကြည့်ပြီးခင်ဗျားတို့ဟာတိုင်းပြည်အတွက်ယုံကြည်စိတ်ချရတဲ့လူတွေမဟုတ်ဘူးခင်ဗျားတို့ဟာပုံကိုရေကိုကွယ်တဲ့လူတွေပဲခင်ဗျားတို့ဟာပုံကိုရေကိုကွယ်နေတဲ့လူတွေတိုင်းပြည်တခုကိုကြလားဟာဗာလဲအဖွဲ့အစည်းတခုရဲ့ဂုံတိတ်ကညှိုးနှမ်းပါတယ်လို့ပြည်သူလူထုရဲ့အထင်မြင်လွဲမအောင်ဖြစ်ပါတယ်လို့ခင်ဗျားတို့ဟာရောပြည်သူလူထုအထင်မြင်လွဲမအောင်ရေးတဲ့စာတွေမပါဘူးလားခင်ဗျားတို့ရေးတဲ့စာတွေထဲမှာ ။ခင်ဗျားတို့ပြောသမျှကိုယုံတယ်လို့များအောင်မိနေလား။ကိုသောဘုံကြီးပြောသမျှကိုလည်းလူတိုင်းကယုံတယ်အောင်မိနေသလား။အခုကခင်ဗျားတို့ကထောင်ကြအောင်လုပ်နေတာ။ထောင်ကြအောင်လုပ်နေတာခင်ဗျားတို့ရဲ့စိတ်ဓာတ်တွေကအပ္ပဒါအောက်တန်းကြတာကြလား။အဲ့ကြာကြာလူတိတာပေါ့ဗျာအခုတော့တိရတာပေါ့အဘသားကြီးတွေစိတ်တက်တွေအောက်တန်းကြမှန်းအဘသားကြီးတွေကအောက်တန်းစားတွေမှန်းလူတိရတာပေါ့ဗျာလူလူတိရတာပေါ့ကျွန်တော်တို့ကတော့ခမရတို့တင်းနေလေကြည့်တယ်ခုလည်းကြည့်တယ်နောင်လည်းကြည့်အောင်ပါကြည့်တော့ကြည့်မှာဒါမဲ့ခမရတို့ကိုလေးစားလို့တော့မရဘူးခမရတို့ကိုလေးစားလို့လည်းမရဘူးတန်ဖိုးထားလို့လည်းမရဘူး ခင်ဗျားတို့အောက်တန်းသားတွေပဲလူတယောက်ကိုကြလာကြောက်ချဖို့ပဲတိမ့်ပြီးပြစ်စည်းနေတာခင်ဗျားတို့လိုကြလာ အပါကြီးအပါလေးဝင်ကြီးဝင်လေးတွေကိုရှေ့ကနေမမမက်မက်ရက်ပြီးကာကွယ်ပေးနေခဲ့ပါကာကွယ်ပေးနေခဲ့ကြတယ်ခင်ဗျားတို့လိုအပါသားကြီးတွေရှိနေလို့လည်းပဲတိမ့်ပြီးအပြက်နေတာအဲ့အပါတွေထဲမှာလည်းအချင်းပြက်အပါတွေအများကြီးပဲရှိတာပဲတပ်မတော်သားတွေမှာလည်းပဲအချင်းပြက်စီးပွားရေးသမားစီးပွားရေးဆိုင်တဲ့တပ်မတော်သားတွေအများကြီးရှိတာပဲကြလာအငှက်ပြက်တွေလေး ရဲဆိုတာလည်းအငက်ပြက်လေတပ်မလို့သားအများစုဆိုတာလည်းအငက်ပြက်တယ်လေထပ်သာတဲ့လူတန်းသားစစ်တဲ့မဝင်ဘူးစစ်တဲ့ရောမဝင်ဘူးစစ်လော်ဘီစောဘုံဟင်းကိုမန္တလေးနန်းတွင်းမှာဆေဖာတွေကစစ်ကြုံမင်းမြက်လျက်ရှိကြောင်းသတင်းထွက်ပေါ်စစ်တဲ့အရာရှိကြီးတွေကိုဆဲဆိုတာကြောင့်ဇွန်လ၂ရက်နေ့ကဖမ်းဆီးခံထားရတဲ့စစ်လော်ဘီစောဘုံဟင်းကိုမန္တလေးအခြေစိုက်စစ်ကောင်စီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပခရှိရာ မန္တလေးနန်းတွင်းမှာစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့စာရဖကစစ်ကြုံမင်းမြန်နေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။စစ်လော်ဘီဇော်ဘုံဟင်းကိုဇွန်လ၂ရက်နေ့မိုးလွဲတနာကြီးကြော်ခန့်ကသူ့ရဲ့ပြင်ဦးလွင်နေအိမ်မှာစစ်ကောင်စီပြင်ဦးလွင်တပ်နယ်ကဖမ်းဆီးခဲ့တာဖြစ်ပြီးပြင်ဦးလွင်ကတဆင့်မန္တလေးနန်းတွင်းကိုဖမ်းဆီးခေါ်ဆောင်ပြီးစစ်ဆေးနေတာဖြစ်နိုင်ကြောင်းလည်းစစ်တပ်တရင်အရင်းမြစ်တွေကပြောပါတယ်။စစ်အရာရှိကြီးတွေကိုဆဲဆိုတာကြောင့်ဇော်ဘုံဟင်းကို ရန်ကုန်တိုင်းတကုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာမပသားနဲ့စစ်တပ်ထောက်ခံသူဒေါ်မူမိုးခိုင်ကဆက်သွယ်ရေးဥပဒေပုံမှား66ကနဲ့မေလ9ရက်နေ့ကအမှုဖွင့်ထားတာဖြစ်ကြောင်းလည်းသိရပါတယ်စစ်ကောင်စီနဲ့နီဆက်သူတို့ကတော့ပြင်းဥရင်တက်နေဟာလပခလက်အောက်ခံဖြစ်တာမို့အခုလိုဖန်စီပြီးစစ်ကြောရေးလုံနေတာဖြစ်နိုင်တယ်လို့မြို့တော်ကပြောပါတယ် စစ်ကောင်စီဟာစစ်တပ်ထောက်ခံသူ People Media ကကျော်စိုးဦးကိုနှစ်ကြိမ်မပါတာဖုန်ကြီးဖြစ်သူပောက်ကိုတော်ကိုတစ်ကြိမ်စစ်တပ်အရာရှိကြီးတွေကိုတဖန်လို့ခေါ်ယူပြီးစစ်ကြောမင်းမြတ်မှုတွေပြုလုပ်ခဲ့ပေမဲ့စစ်တပ်ထောက်ခံသူတွေကဝေဖန်လို့တိတ်မကြမီမှာပြန်လွတ်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ဘူးပါတယ်မင်္ဂလာပါမျိုးရေကျမမဟုတ်သူမာသေးပါရှင်ဒီနေ့နောက်29ခုနှစ်ချုံ3ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျမကဘီခံဖြိုးပါတဲ့ကရာဦးခင်ရင်နဲ့ ဘူးလဲဦးလာဆိုရင်ပြုံးဆုံးမှုလေးနဲ့နှပ်ပါတယ်လို့ကျမရဲ့အမြင်လေးကိုသုံးသပ်တင်ပြပေးချင်ပါသေးတယ်။ဥဆောင်အနေနဲ့ကတော့ကြောင်းသားမောင်မယ်လေးဖြူစင်းလေးတစ်ခုပြီးကြောင်းသွားနေတဲ့မြင်ကွင်းလေးတွေမရတာအစ်ကိုမှတစ်တည်ရှိပါလိမ့်ရှင်။အဲကျမဆိုရင်မနေ့ကပေါ့နော်ကျမရဲ့တူမလေးကိုကြောင်းလိုက်ပုံရဲနဲ့ဒီကြောင်းသားမောင်မယ်လေးနေနိုင်ငံတော်တချင်းစုပ်ပြီးနိုင်ငံတော်လှန်ကိုအလေးပြုနေတာမြင်ရတဲ့အခါမှာတစ်သိန်းလေးထားအောင်ပြောမြင်ကြီးပေါက်ပေါက်ကြခဲ့မနေ့ကနော်ဒီကောင်းသားမောင်မလေးတွေနိုင်ငံတော်တချင်းတစိုးပြီးနိုင်ငံတော်လှန်အောင်လေးပြုနေကြရဲနောက်တစ်ခုမြမကြောင်းတချင်းပေါ့နော်ဟောကိုရီအဲ့ဒီကလေးဘွားကပေါ့ပေါ့ရယ်နေခဲ့ဘူးလားနော် အာနိုင်ငံတော်ချင်းဆိုလို့ရှိရင်ဒီလိုပဲကျမတို့ပေါ့ပြည့်ပြည့်ဆိုခဲ့တာပေါ့နော်ဒီတော်စုကိုလက်ဖက်ကျွေးလို့ဘိုင်းလာလို့ဒီကျမအကြောင်းသားနိုင်ငံတော်တင်းစော်တယောက်ရှိရမယ်ရှိရင်စော်ကလည်းချော်ရမယ်ဥစ္စာလည်းပေါ်ရမယ်အဲကိုရလို့ကျောင်းသားဘောကကိုအဲ့ဒီလိုပေါ့ပြည့်ပြည့်နဲ့ဆိုခဲ့တယ်ဒီတချင်းကြီးရဲ့အနှစ်သာတော့ ဲ့ဒီတချင်းတွေမှာပါတယ်ဇာတိတွေဇာတိမယ်နေရအခုလိုအသက်အရွယ်တစ်ခုရောက်လာတဲ့ခါမှာအခုလိုမျိုးနိုင်ငံရေးအတက်တဲကြီးမှာနော်ပညာရေးဘုံဖက်ပေါင်းဆောင်နဲ့နှောက်ရှက်ဖြတ်စည်းနေတဲ့အချိန်ရောက်မှာဒီမှာပါတဲ့တချင်းတွေအနှစ်သာရကြီးဒီမှာပါတဲ့ဇာတိတွေဇာတိမယ်နေရကျမတို့တွေးဥပါဆိုးစူးစီးနေနော်အစမမနဲ့ကတည်းကတလေးကြီးចောင်းသားမောင်မယ်လေးတွေမူလာတဲ့ခလေးလေးတွေနိုင်ငံတော်တချင်းဆိုပြီးအလေးပြုနေတာမြမကြောင့်တချင်းဆိုတာကိုကြည့်ပြီးတော့ကိုယ့်ရဲ့ငယ်ချင်းဘဝကိုတန်းတားမိလို့ကျွန်တော်မြင်ရကြခဲ့ရပါတယ်ဆိုတော့ ပွင့်စေချင်ပါတယ်ပွင့်သောပန်းတိုင်းကိုလည်းမွှေးစေချင်ပါတယ်ပွင့်သောပန်းတိုင်းကိုလမ်းစေချင်ပါတယ်ဒါကြောင့်မလို့ကျွန်မမှာပုထုကလေးပြီးတော့ပန်းတိုင်းပွင့်ပြီးပွင့်သောပန်းတိုင်းမွှေးပါစေပွင့်သောပန်းတိုင်းလမ်းပါစေလို့ဥစွာသုတမေတ္တာပို့တာပါရှင်ဟုတ်ပြီဒီနေ့ကျွန်မပြောမှာကတော့ဒီခံပြောပါနေဥက္ကဋ္ဌအခင်အကြောင်းပေါ့ဒီခံပြောပါနေဥက္ကဋ္ဌအခင်ကသူတို့လှဲကုမျိုးနဲ့မှာဒီခံပြောပါတီလူငယ်တွေနဲ့တွေ့ဆုံမှုမှာသူရဲ့ပြောဆိုမှုလေးပေါ့ကျွန်တော်တို့လေးရဲ့မီဒီယာမှာတင်လာတာကျွန်မတွေ့လိုက်ရတယ်တွေ့လိုက်တော့နားထောင်ကြည့်တဲ့အခါမှာသဘောကျတဲ့အချက်လေးပေါ့ လောက်ကဝင်နေလာတာနဲ့အများပါတီတွေနိုင်ငံရေးပါတီတွေနိုင်ငံရေးတမိုင်းကတော့လူတို့ကိုစေအောင်မှုတွေမျိုးဆောင်ရှိတာပေါ့လူတို့စိတ်ဝင်စားတော့တော်တော်လောက်ချရတာဒါတို့ရဲ့ထုံးစံပဲဒါပေမဲ့ဒီမှာဥက္ကီရဲ့ပြောဆိုမှုကတို့ပြည်ခိုင်မျိုးပါတီရဲ့ရှေ့လုံငန်းစဉ်ပြည်ခိုင်မျိုးပါတီရဲ့အမူအရအတိအကျပဲပြည်ခိုင်မျိုးပါတီရဲ့ရည်မှန်းချက်လို့ပြောရလိမ့်မယ်ထင်တယ်။နော်အဲ့ဒီမှာအလောက်တိုင်းခွင့်လန်းနေတဲ့ပတ်သက်လို့ ြောသွားတယ်နော်လောက်ကခွင့်လဲဆိုအားလုံးကပြောတတ်တယ်ဟောရှေ့မှာဆိုကျွန်မတမောက်သိန်းကြီးဆိုကလက်ထက်ကအချိန်မဲ့ခဲ့တယ်ဘယ်လောက်တက်ချိန်မဲ့ခဲ့ကျွန်မခဏခဏပြောဘူးလေနော်ဘယ်လောက်တက်ချိန်မဲ့ခဲ့ကလည်းပြက်သွားတဲ့ခါကြမှာလက်ရှိမှာဆိုလို့ရှိရင်ကလက်ထက်မဲ့ပတ်ဆောင်ဆုံးချိန်မဲ့ခဲ့လို့ထွေးထူးစီပွားရေးဆောင်နော်ကချင်မှာဆိုလို့ရှိရင်လက်ထိုင်ချောက်ကံပိုင်းကြီးထူးစီပွားရေးဆောင်လို့အရာဝီမှာဆိုရွှေတုတ်အိမ်အားထူးစီပွားရေးဆောင်အဲ့လိုမျိုးတွေအများကြီးရှိတာပေါ့အမျိုးသားပတ်ဆောင်အားဖွင့်လို့တက်တဲ့ချိန်မဲ့ခဲ့ကြီးပေါ့နော်20 20 30 50အဲ့ဒီလိုချိန်မဲ့ခဲ့ကြီးနေရှိရှိတဲ့ခါကျတော့အဲ့တိုင်ခွင့်လဲနဲ့ပတ်သက်လို့ပါတီတိုင်းနိုင်ငံရေးတမတိုင်းကအကောင့်ချိန်ပဲလူထုတက်အောင်ပြောတယ်ဒါပေမဲ့ဥက္ကိညပြောဆိုမှုမှာဘာပါလဲဆိုရင်လူငယ်တွေအလောက်ကခွင့် ွန်လပ်ပေါ်စီဖို့အတမွေဝန်းချောင်းပညာကြီးသင်ကြားဖို့အတွက်တင်နန်းတွေဖွင့်နေပြီးကျောင်းတွေဖွင့်ပြီးသင်ကြားပေးမယ်เนาะအထူးသဖြင့်မြို့သမီးတွေပေါ့เนาะမြို့သမီးတွေတော့မြို့သားတွေတော့လူငယ်တွေအတွက်တမွေဝန်းချောင်းပညာတင်နန်းကျောင်းတွေဖွင့်ပြီးတော့သူ့ရဲ့အဲ့ဒီထဲထဲမှာပြောရတဲ့အကျိုးဆုံးချက်ကထမင်းစာလက်မှတ်ထုတ်ပေးမယ်ဆိုတဲ့အကြောင်းလေးနောက်ခင်ကတော့ထမင်းစာလက်မှတ်လို့တုံးမသွားဘူးဒါပေမဲ့ဆိုလိုရင်းကတော့ထမင်းစာလက်မှတ်ပေါ့เนาะဆိုတော့ကျမတို့ကအလုပ်ကခွဲလန်းဖန်တီးဖို့အတွက်အတမွေဝန်းချောင်းတင်ပေးမယ်ပညာတင်ပေးမယ်ပြီးလို့ရှိရင်ပညာတင်ယူတက်မြောက်ပေးကြောင်းလက်မှတ်တွေထုတ်ပေးမယ်ဆိုတော့အဲ့ဒီလက်မှတ်တွေကလူငယ်တွေအတွက်ဒါထမင်းစာလက်မှတ်တွေ ထမင်းစားလက်မှတ်တွေဘောကတပွားလုံးမိမိတပွားလုံးအတွက်အာမခံချက်ရနိုင်လောက်ပြထမင်းစားလက်မှတ်တွေဒီကပညာရေးတက်ချင်တာမှလက်မှတ်မရှိတဲ့အတွက်တိုင်ပတ်နေတဲ့ကျမတို့မြန်မာနိုင်ငံမှာလူငယ်တွေတဲ့အလုပ်ကံခွင့်လန်းတွေအတွက်တက်မွေးဝမ်းကြောက်ပညာရေးသင်တန်းတွေပွင့်ပြီးကျောင်းတွေဖွင့်ပြီးသင်ပေးမယ်အဲ့ဒီထမင်းစားလက်မှတ်တွေထုတ်ပေးမယ်ဒီလိုမျိုးပြောသွားတာကြားရတဲ့အတွက်တော်တော်ကြီးကိုမှ ထိပါတယ်ပေါ့နော်ကျွန်တော်ရုပ်ဟက်ထိပါပါတယ်ကျွန်တော်ပါတီလိုက်ပါတီတိုင်းကတော့မလုပ်ပေးမညာလုပ်ပေးမပြောတတ်ကြပါတယ်အပြောနဲ့အလုံးနဲ့ညီပါစီလို့ပြောနေပါတယ်အပြောနဲ့အလုံးညီမကြီးအောင်ဆောင်တရားအောင်ပါပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဘူးလက်ဦးလာဆွေအဒီကမျိုးပါတီဘူးလက်ဦးလာဆွေဦးလာဆွေကအဲဒီကောက်ပွဲမှာကျွန်တော်သာတကယ်လို့ဒီကောက်ပွဲမှာနိုင်ရလို့ရှိရင်သူနှစ်ချက်ကိုဥစားပေးပြီးပြောပါတယ်နံပါတ်၁ကတပုံနေရဲ့ဌာနချုပ်ကိုမြင့်လန့်တယ်ကျွန်တော်တို့ကြိုက်တယ်ဘာလို့ဆိုလဲရှင်ချိန်မှာတီတူရဲ့ကောင်းလို့ပြောနေနေတာဘာကြောင့်မလို့တပုံနေဌာနချုပ်ကိုတမလို့ကမနှိမ်နေလားလဲဆိုပေမေးဖို့နေ နော်ဥမာ KIA ဆိုလို့ရှိရင်လည်းတို့ရဲ့လိုင်းစားဌာနချုပ် KIA ဌာနချုပ်ကိုဘာလို့ရေးမလန့်လာလဲမကြုတ်စော်မဲထွန်းပြောရဲခလုတ်လေးတစ်ချက်လှောက်ရုံပဲမှတ်ပုံရင်းတင်းမိထားရှိရဆိုရင်မပညာရှိတယ်ဆိုရင်ဘာကြောင့်တပုံဌာနချုပ်ကိုမလုပ်တာလဲဆိုပြီးအားမလို့အားမရဖြစ်နေလက်ရှိကြောက်ဖြူမှာရခိုင်နဲ့နော်တိုက်ပွဲတွေအေးအေးနဲ့တိုက်ပွဲတွေဖြစ်နေဒါဆိုရှင် AD ရဲ့ဌာနချုပ်ကိုဘာလို့မလုပ်တာလဲဆိုရဲအားမလို့အားမရမချိတင်တဲ့အပန်လေးချိန်ခွဲနေတဲ့တန်နေကြရတယ်ဆိုတော့ဘယ်လောက်လှဆွေးပြောဆိုမှုမြေကောက်ဝဲအတူနိုင်ရလို့သူကလုံးပိုင်ခွင့်အားလားရှိခဲ့မယ်ဆိုရင်နံပါတ်1တပုံလေးရဌာနချုပ်တွေကိုမြင်လမ်းမယ်နံပါတ်2ကစုမှုထမ်းဥပဒေအတွက်အင်အားအလုံးကြီးပိတ်နေချိန်ကြောင်သူလုပ်ပေးမ ယ်လို့ပြောတာ။အဲ့ဒီဒုတိယအချက်ကိုတော့ကျွန်မရှုံး။ဘာလို့လဲဆိုတော့ဒီခံပြုံးမှာကပါတီဝင်အားကတန်းနေချင်ရှိ။နော်။ပါတီဝင်အားတန်းနေချင်ရှိရယ်။အဲ့ဒီတော့တကယ်လို့ဒီခံမျိုးကဘလောက်လောက်ဆိုလို့ပြောတော့လောက်ပိုင်ခွဲအမေကရခဲ့မယ်ဆိုရင်ဂျင်းသေးပေါ့ဒီစမှုထမ်းအတွက်အင်အားအလုံးကြီးရအောင်တို့ကျွတ်ဆောင်နိုင်နေမယ်လို့ကျွန်မယုံကြည်တယ်။နော်ဆိုတော့ဒီတော့ဘလောက်လောက်ဆိုပြောတယ်လို့ဒီလက်ချက်ကိုအဓိကထားပြီးတို့လုပ်မယ်။နောက်တစ်ခုကျမ်းမာရေးတွေပညာရေးတွေဒီလေ့စင်မရရှိရေးတွေမှာတော့နောက်တစ်ဆင့်တိုင်းအေးချမ်းရေးအေးချမ်းတို့လုပ်သွားမယ်လို့ ဒါသူ့ရဲ့လူမှုကွန်ရက်မှာခြေတာလာတာတွေ့ရတယ်။ဒါလုံးဝတည်းသူပြောဆိုလူထုနဲ့တွေ့ပြီးပြောဆိုရဲဆိုတော့ဒါနိုင်ငံကြီးအမတ်ကန်ချက်ခရစ်ကိုဖြစ်သွားလိမ့်မယ်။ဆိုတော့ဒီပုံစံတိုင်းအမတ်တကယ်လုတ်ပြီးမှပေးကြရင်အပြောနဲ့အလုံးနဲ့ညီမှပေးကြရင်တိတ်တေပါပြီးခံပြုတ်ဖို့အားလုံးကလည်းပေးရွှေ့ချက်ပါလိမ့်မယ်။ဘယ်ပေးပါလို့မဲတောင်းစရာမလိုဘဲနဲ့ပြောနဲ့အလုံးနဲ့ဒါအမတ်တကယ်ညီမယ်ဆိုရင်တိတ်တေပါပြီးခံပြုတ်ဖို့လူထုကမဲပေးနိုင်မယ်။ကျွန်မကိုယ်တိုင်လည်းမဲပေးမယ်။ နော်ဆိုတော့တော်တော်ပြောနေလို့လည်းညီကြည့်ချင်တယ်နော်ဒေါက်တာဆန်းစုကြည်ဆိုလည်းဒီလိုပဲကျမတို့ပါတီအစိုးရဖြစ်ချင်းပထမဆုံးလုံးမှာကအမြင့်ဆုံးစာချုပ်ကိုတည်သူကိုချပြမှာပါမြင့်ဆုံးစာချုပ်မှာစစ်တပ်ကဘယ်လိုမျိုးတွေလုပ်ထားလဲဘယ်လိုသဘောတူညီချက်တွေလုပ်ထားလဲဆိုတော့ကျမတို့မသိတဲ့အတွက် NLD ပါတီအစိုးရဖြစ်ချင်းပထမဆုံးလုံးမှာအလုပ်ကမြင့်ဆုံးစာချုပ်ကိုတည်သူကိုချပြပါမယ်ဆိုပြီးတော့ကချင်ပြည်နယ်မြစ်ကြီးနားမှာကချင်ဝတ်စုံဝတ်ပြီးကချင်လူမျိုးကိုတော်စုကြီးချင်းတယ်တကယ်နဲ့အစိုးရဖြစ်တဲ့ခါကျတော့၅နှစ်လုံးတော့မြင့်ဆုံးချောင်းကိုတခွန်းမှမဟပဲနဲ့အတိတ်နဲ့တို့ရှေးပြောက်တို့လိုအယူကွက်နေပြီးတော့ညနေပြောင်တိုက်ခိုက်တဲ့အနေအထားတွေရှိတယ် တော့အဲ့လိုမျိုးတွေကျွန်တော်တို့မကြိုက်ဘူးအဲ့လိုမျိုးတွေကျွန်တော်မကြိုက်ဘူးလူတို့ကိုနိုင်ငံရေးဂရိကိုပေးရင်အဲ့ဒီပေးတဲ့ဂရိကိုတီအောင်ကျွန်တော်တို့လုပ်ချက်တယ်နောက်ဆိုတော့လက်ရှိမှာဘလော့ကလပ်ဆိုရင်အဲ့လိုမျိုးတွေပြောတယ်ကျွန်တော်တို့ပြည်သူလူကကြိုက်တယ်အဲ့ဒီပြည်သူကမဲပေးရွေးချယ်မယ်အမေရိကန်လိုမဲပေးရွေးချယ်ပြန်လာမှာဒါဆိုရှေ့ကတော့ဥစားရှုချီလိုမျိုးအာနာလေးရလေးရကောအတိတ်နဲ့ဆိုရွှေပြောက်တို့လိုနဲ့လက်လက်ပြောင်းတိုက်ပြီးနေမယ်ဆိုလို့ရှိရင်လည်းပေးထားတဲ့နိုင်ငံရေးဂရိကိုကိုမတည်ဘူးဆိုလို့ရှိရင်ပြည်သူကနေပြီးတော့နှစ်တော်တဲ့ကပြန်ပြီးဆွဲထုံးနိုင်တော့တဲ့ right to recall ဖြုတ်ထုတ်ဥပဒေတည်းလေကျွန်တော်တို့မှလိုအပ်တယ်လက်ရှိမှာ UEC အနေနဲ့ကအဲ့ဒါကိုပါတစ်ချိန်နဲ့ပဲပြင်ဆင်ဖို့ ြုတ်ပြန်မှုလက်ရှိမှာအချိန်မီပြုတ်ပြန်မှုလိုပါတယ်။နော်ပြုတ်ပြန်ပေးခြင်းတမားတယ်။ရွေးစီနေတဲ့ကလက်ရှိမှာလွတ်တော်မတည်ပြည်သူကနေပြတ်ထက်ဟိုပြည်သူကိုရွေးကောက်ွဲတာလားခဏိကူကိုပေးပြီးတော့မတည်လို့ရှိရင်ပြည်သူကဖြုတ်ထုတ်နိုင်တဲ့ right to recall လို့ခေါ်တဲ့ဖြုတ်ထုတ်ဥပဒေကိုရွေးစီကနေစီမံပေးမယ်ဆိုရင်ကျွန်တော်တို့တော့တိုက်ကူမှာဒါကောင်းမှာလေ။ဆိုတော့လက်ရှိမှာဘုလုံလာဆွဲလို့ပြောရဲဒီခံပြုတ်ဥခင်းအဲ့လိုပြောရဲအဲ့ဒီကျွန်တော်တို့ဒီခံပြုတ်ကိုမဲပေးလိုက်မဲပေးလိုက်လို့ဒီခံပြုတ်ကမနိုင်ငံရေးကလေးကိုမတည်ဘူးဆိုရင်ဘုလုံလာဆွဲလဲကျွန်တော်တို့လွတ်တော်ရဲကဆွဲထုတ်တင်ထုတ်ရပါမယ်เนาะအဲ့ဒီအတွက် right to recall ဒီကနိုင်ငံရေးအာမခံအာမခံချက်တော့ကြည့်ကြည့်လို့ပဲရှာရိုးမရှိတိုင်းပြောပြီးတော့တကယ်တမ်း အာနာရရေရှုံးရဖြစ်တဲ့ခါအတိတ်မိသလိုရွှေမြောက်သူလူနဲ့မျက်နှာပြောင်တိုက်တဲ့လူတွေတော်တော်လေးပါလာရင်ဆွဲထုတ်နိုင်နဲ့ဥပဒေတည်းရလဲကျမတို့မှလိုအပ်ပါတယ်နောက်တစ်ခုကကြက်ပတ်မှုတွေနေနေတဲ့ခါမှာနော်တောင်ဌာနကျောက်တွေနေနေရုံနဲ့မပြီးဘူးနောက်တစ်ဆင့်အနေနဲ့ကဘူးရစီတက်တာတပောင်းနေရေးလက်ရှိမှာတိုင်းလာလက်နဲ့ကင်မီခန်းထားတဲ့ချမ်းဖတ်သမားတွေဘာကြောင့်တက်ဆိုးရှင်နေတလဲမူးရစီအဲ့ဒီဘိန်းကိုနိုင်ငံရေးလက်နဲ့ပြီးအတုံးချနေကြလို့ဘိန်းနေဆိုင်တဲ့ဘိန်းမောင်ကိုလုတ်တယ်လက်နဲ့မောင်ကိုလုတ်တယ်အဲ့ဒီကနေရလာတဲ့ငွေကြီးအချိုးမြတ်နဲ့ အီအေဝအမိခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတပုံတွေကတဆိုးရှင်နေကြတယ်။ဒါကြောင့်မို့မူရင်စေဝါနှိမ်နှင်းတိုက်ဖြတ်ရေးကိုနိုင်ငံတော်ဆက်အမျိုးသားအဆင့်စီမံကိန်းအနေနဲ့လှုပ်ဆောင်ပေးဖို့လိုပါတယ်။လှုပ်ဆောင်ပေးဖို့လည်းညွှန်လဲပါတယ်။အခုလောလောဆယ်မှာပဲเนาะနေပြည်တော်လေဝေးလေဝေးမြို့နယ်ရှင်းဒီတရာရှင်းဒီတရာစစ်စစ်ရေးကိန်းမှာမူရင်စေးတွေတန်း6000ကျော်တန်း6300ကျော်မူရင်စေးတွေဖက်စီလာမိတယ်။ တော့အဲ့ဒီမွေးရစီဘင်းတို့ဟုတ်နိုင်ငံရေးလက်နက်ပြတို့တိုင်းဒေသလက်နက်ကိုင်ပေါ်ဒီကံတပုန်လေးကအုံချနေတယ်အဲ့ဒီအတွက်တူတူကိုနော်တပုန်လေးကိုအမြင့်ဖက်မဲ့ဆိုရင်ကျမတို့မွေးရစီကိုပါနိုင်ငံပုံလိုအပ်တယ်အဲ့ဒီမွေးရစီနဲ့တစ်ဆက်ထဲမှာဘာပါလဲဖာဒီတွဲပါလာလဲဆိုတော့မွေးရစီတွေတုံးတယ်တုံးလာတော့အကျင့်စာရိုက်တာတွေပြပြလာတယ်အဲ့ဒီအတွက်အာကတိမှုတွေမလိုအပ်ဖဲနဲ့ကျူးလွန်လာကြတယ်ဒါကြောင့်မို့အာကတိမှုနော်မွေးရစီအဓိကအာကတိမှုကျူးလွန်ရတဲ့အကြောင်းကနှစ်ချက်မွေးရစီနဲ့အလောင်းကစားမွေးရစီတွေတုံးတဲ့အလောင်းကစားတွေလုပ်တယ်အဲ့ဒီအတွက်ငွေကြေးတွေလိုတယ်ငွေကြေးတွေလိုတော့မလိုအပ်ဖဲနဲ့အာကတိတွေကျူးလွန်ကြတယ်နော်ဒါဒီမှာတစ်ဆက်ထဲပဲတစ်ဆက်ထဲပဲ မွေးစေးသုံးမှုလောင်းကစားလုပ်မှုလောင်းကစားတွေလုပ်တဲ့မွေးစေးတွေသုံးတဲ့ငွေကြေးတွေလိုအပ်တဲ့လိုအပ်တော့အားတည်တည်လိုက်စားတယ်ဒီဥစ္စာကိုလည်းပဲနိုင်ငံတော်ဆက်အလို့သားဆက်ကျွန်တော်စီမံကိန်းကြီးချပြီးတော့ဆောင်ရွက်ပေးမယ်ဆိုတဲ့နိုင်ငံရေးဂရိကဝင်မျိုးကိုလက်ရှိရွေးကောက်ပွဲဝင်မဲ့ဘယ်ပါတီကပေးနိုင်မလဲကျွန်တော်တို့ဒီတို့ကစောင့်ကြည့်ပါမယ်ပေးနိုင်မယ်အဲ့ဒီလိုနိုင်ငံရေးဂရိကဝင်ပေးနိုင်မဲ့ပါတီကိုကျွန်တော်မြို့တူမအောင်ဒီကရှက်တည်ရပါမယ်နော်ကျွန်တော် လက်ရှိမှာဆိုလို့ရှိရင်လည်းဒီအာကိမှုတွေအတွက်နော်လက်ရှိဟိုနိုင်ငံတော်ရဲ့အခွင့်အရေးတက်ဆိုပြီးအစိုးရကနေပြီးတော့ဝတ်တောက်ကားတွေကိုဖမ်းဆီးရေးပေါ့လုပ်နေတာပေါ့နော်နိုင်ငံတော်အတွက်အခွင့်အရေးမချလို့ဝတ်တောက်ကားတွေဖမ်းတယ်ဝတ်တောက်ကားတွေဖမ်းတာကအခုလိုမျိုးဒီလူလက်တန်းစားရင်းနဲ့နော်အထက်ကလူတွေကြီးများသားသမီးတွေကတော့ဒီလိုမျိုးလူတို့လူမျိုးဥပဒေကိုလူရဆွဲပြီးတော့တုံးနေပေမဲ့အောက်ချိန်မှာဆိုင်ငယ်ရွယ်လေးတွေဆိုင်ငယ်သမားတွေစိုက်တွဲတွေနဲ့ဈေးရောက်ကြတဲ့လူတွေအခြေခံလူတန်းစားရဲ့အဖို့ကြတော့ ဖမေးဖို့ရိုက်ခွဲခံရမယ်ဂိမ်းဖြစ်နေတယ်။နောက်ဆိုတော့အခြေခံလူသားတွေရဲ့ဘဝနော်အထူးသဖြင့်ဒီဆိုင်ကလေးတွေနဲ့လက်ရှိမှာကျွန်တော်တို့ဆောင်လို့ရှိရင်တွေ့ရနော်မုန်းလဆောင်ရောက်ကြတဲ့လူတွေရှိရဲအာမနက်ခင်းဆိုရင်ဟင်းတီခင်းမရောက်ကြတဲ့လူတွေရှိရဲတတားရောက်တဲ့လူရှိရဲဝတ်သားရောက်တဲ့လူရှိရဲဆိုင်ကလေးတွေဘေးရွယ်လေးတွေနဲ့မောင်းကြတယ်။ဆိုတော့အဲ့ဒီတို့ရှိတာလေးကိုတိုက်ကြည့်ခံရမယ်ဆိုရင်ဖမေးဖို့ရိုက်ခွဲခံရမယ်။မိသားစုထမင်းငတ်လာရင်မလိုအပ်ဖယ်နဲ့ခိုးမှုတွေလူမှုတွေကျူးလွန်မယ်တစ်ဆက်တည်းမှာဆိုတော့အဲဒါကြီးအခြေခံလူသားတော်ကိုတက်ညာတော်အဖြစ်ရဲ့နော်အခြေခံလူသားတော်ကိုတက်ညာတော်အဖြစ်အစိုးရအနေနဲ့နော်အဲလက်ရှိမှာရှိပိသားပေါ့ရှိပိသားစင်ရင်ကိုလက်ရှိမှာရှိပိသားဝတ်တော့ ဆိုင်ကယ်ပြီးရဲအစီရင်ဝတ်တော့ကားစင်းနော်ဒါတွေကိုစရင်ပြုစုပြီးတော့တခြားသောနီးနဲ့ထဲချုပ်ဖို့လိုပါတယ်တက်ဆာတွေမှာဝတ်တော့ကားတွေနော်ကားတွေကိုအဲ့ဒီလိုမျိုးဝတ်တော့တွေလုပ်ကြတဲ့နိုင်ငံတော်မှာအခုဝင်ဝင်နေတာလေဆိုလို့ရှိရင်လိုင်စင်မဲ့ကြောက်စိတ်ထူမှုလိုင်စင်မဲ့ကြိုးတက်ရောက်ချမှုလိုင်စင်မဲ့ရေရှားတက်ထူမှု ထဲထုတ်ဖို့လိုပါတယ်ဒါဒီကအဓိကအရင်းမြစ်တွေဖြစ်တယ်ဘလောင်းတော့ကတဘာအမျိုးသားဥရင်เนาะအမျိုးသားဥရင်ဘေးမဲ့တော့ဘေးမဲ့တော့အရင်ချင်းမှုအမွေနဲ့အမျိုးသားဥရင်လက်ရှိမှာ PDF မိခင်ပါကဖောက်မိခင်နေကျိုးတက်တွေရောင်းချနေတဲ့အတွက်ဘလောင်းတော့ကတဘာအမျိုးသားဥရင်ဘေးမဲ့တော့ရဲ့တတော်အေရီယာ80ရာခိုင်နှုန်းကပြောင်းတလင်းခါလိုက်ပြီပြောင်းတလင်းခါနေတယ်ဆိုတဲ့အကြောင်းကိုလည်းပဲသူတို့ PDF ရဲ့အချင်းချင်းကပြန်ပြီးတော့လက်ရှိမှာအဲ့ဒီဘိုးနဂါရဲ့အဖွဲ့ ကိုယ်တိုင်ကထုတ်ပေါ်မှာဆိုလာတာရှိတယ်။ဆိုတော့အဲ့ဒီလိုမျိုးကာဝေးတောက်တွေကိုလည်းဖမ်းမယ်ကောင်းတယ်ဆိုင်ငယ်ဝေးတောက်တွေကိုလည်းဖမ်းမယ်ကောင်းတယ်လိုင်စင်မရှိတဲ့အတွက်နိုင်ငံတော်အတွက်ခွင့်ပြုနေလာတယ်။အဲ့ဒီလိုမျိုးနိုင်ငံတော်ရဲ့အကျောတက်တွေကိုလက်နဲ့ကန်ပြီးတော့လိုးတလုံးလောက်စားနေကြတဲ့ဟာတွေကိုလည်းပဲဆွဲရတာတင်းကြပ်ဖို့လိုတယ်။နောက်တစ်ခုကမြေပေါ်မြောက်တရားကြတဲ့ဒုပေါ်ရောက်ချမှုထူးသဖြင့်တရားရည်မင်းရှားတထုတွေတူပေါ်ရောက်ချတယ်။မင်းရှားတထုကငွေငွေတိတ်ကိုများတယ်၊တန်ချေးများတယ်။အဲ့ဒီမင်းရှားတထုရဲ့နောက်ဆက်တွဲမှာတဘာဝပတ်ဝန်းကျင်ထိခိုက်တယ်။လူနေ လူတို့ရဲ့ကျမ်းမာရေးစနစ်လက်ရှိမှာကချင်ပြည်နယ်ခြေခွေမှာရေးကြည့်နေတယ်ဘာလို့လဲကချင်ပြည်မှာခြေခွေမှာရေးကြည့်တာကတဘာဝအပြောက်ရေးကြည့်ရှင်ချင်မဟုတ်ပဲနဲ့လူလုံးတက်ပြီးနော်မိသားသူတွေအစမတန်းတိုးပေါ်ရောက်ထားတဲ့အတွက်တဘာဝပတ်ဝန်းကျင်နေထိလိုက်တယ်အဲ့ဒီခြေခွေမှာပဲဒေသခံတွေကနော် KIA အနေနဲ့မိသားသူတွေမတိုးဖို့ဟုတ်တရုတ်ကိုရောင်းမစားဖို့ဆိုပြီးတော့ကန့်ကွက်ဆန္ဒပြလို့ဆန္ဒပြတဲ့လူ400လောက်ကိုလူ100 200မဟုတ်ဘူးလူ400လောက်ကို KIA ကရိုက်နှက်ပြီးတော့ခေါင်းဆောင်အယောက်90ကိုဖမ်းသွားတယ် ခြေဝေမှာဖြစ်သွားတာနော်ဖမ်းပြီးတော့နောက်နောက်ကျွန်တော်တို့ KIA ကမိသားတက်တူတွေရောင်းချမှုနဲ့ပတ်သက်လို့နောက်နောက်တခွမှမဟာပေါင်းမွေးဖမ်းပါဘူးဘာမှမပြောပါဘူးဆိုရဲခတိကိုပေးပြီးတော့ခံဝင်ခတိထိုးပြီးကျွန်တော်လိုက်တယ် နော်အဲ့ဒီလိုနဲ့ချင်းခွေမှာကချင်ပြည်နယ်ချင်းခွေလိုပန်သွားတို့မြေရှားတပ်တွေအစမတန်ရောင်းစားရောင်းစုရတဲ့ပတ်စံတွေအကုန်လုံးတို့အိတ်တဲ့ထက်ရရတဲ့ပတ်စံတွေကနေပြီးတော့လက်နက်မောင်းကိုတွေလုံနိုင်ငံတော်ကိုပြန်ပြီးပုံကန်အဲ့ဒီလိုမျိုးနိုင်ငံတော်ရဲ့တယံစာရတွေမျိုးပုံမျိုးတယံစာရတွေကို license မရှိဘဲနဲ့နိုင်ငံတော်အတွက်အခွင့်အရေးညှနာပြီးတော့လက်နက်ကင်ပြီးတော့နော်မြေရှားတပ်တွေမြေရှားတပ်တွေကဘာကြောင့်ဒီကထားပြီးပြောသေးဆိုဦးမှာကြောက်စိတ်လည်းပဲတူးတာပဲမြေရှားလည်းပဲတူးတာပဲဘာကွာလဲဆိုရင်မေရှားတပ်ထုကရေရောမြေရောကိုဖျက်ဆီးစေမေရှားတပ်ထုတွန်းလိုက်လို့ရှိရင်အဲ့ဒီမှာရှိတဲ့ရေကလည်းပဲရေနဲ့တပ်တော်ကလည်းတေးရော အဲ့ဒီဂျင်းရဲကိုကြားရင်လည်းဂျင်းနေတတော်တော်လေးသိရမြေကြီးဆိုလို့ရှိရင်အဲ့ဒီကုန်းကြီးမှာတင်းနဲ့စိုက်ပျိုးစားလို့မရအောင်မြေဩစာပြည့်စုံရဲဒါကြောင့်မလို့ဘသူကောင်မှကောင်းကျိုးမပြုတ်တဲ့အခုလိုမျိုးလိုင်းစင်မဲ့ဝတ်တောက်တီကိုလဲပဲဆိုရအနေနဲ့က ်နော်ဒါဝတ်တောက်စီမံကိန်းမှာပဲအဲ့ဒီလိုမျိုးဝတ်တောက်တယ်ဝတ်တောက်တယ်ဝတ်တောက်တယ်အများကြီးရှိတာကိုစုံလဲစီစဉ်ဖို့တော့အရေးယူဖို့လိုအပ်ပါတယ်လက်ရှိဆိုရတာမလုံးနိုင်မှုဆိုရင်ရွေးကောက်ပွဲကနေတက်လာမယ်ဘလို့အဆုံးရတာဘေးပါဒီကဘလို့နိုင်ငံရေးအာမခံချက်ပေးနိုင်မလဲကျွန်တော်တို့ပြည်သူလူထုကအဆောင်ကျင်းနေပါတယ်အဲ့ဒီလိုနိုင်ငံရေးအာမခံချက်ပေးနိုင်မယ်အဆိုးရမျိုးကိုကျွန်တော်တို့မျှော်လင့်ပါတယ်ကျွန်တော်တို့မျှော်လင့်ဆောင်စားနေပါတယ်